တနက်ပြောင်းဝရရဲ့ရှေ့မှာကေဇယ်ရေးမလုတ်ချင်တော့လို့နေရက်ပြန်သွားခဲ့တယ်ဆိုတော့အိန္ဒိယနိုင်ငံသားစေတနာဝန်ထမ်းကေဇယ်ရေးသမားတအူရဲ့ Facebook post ဟာပုဂ္ဂိုလ်ရဲ့အမြင်သာဖြစ်ကြောင်းနဲ့အိန္ဒိယအစိုးရရဲ့ယက်တီချက်ကိုကိုးစားမပြုဘူးလို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံက April 9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့စစ်ကောင်စီစီကကြိုတင်ခွင့်ပြုချက်မရဘဲမြန်မာနိုင်ငံမှာရှိတဲ့သတင်းမီဒီယာတွေစီသတင်းပေးပို့တာကိုလည်းအိန္ဒိယနိုင်ငံသားတွေအနေနဲ့ရှောင်ကြဉ်ဖို့တိုက်တွန်းလိုကြောင်းတန်ယုံကဆိုပါတယ်။ အဲ့ဒီနောက်ဗာမာကတန်ယုံရဲ့ post အောင်မှာသူဟာမြန်မာနိုင်ငံကိုကိုယ်တော်နဲ့ကိုတွားရောက်ခဲ့တာဖြစ်ကြောင်းသူ post ကြောင့်ကိစ္စတွေကကြီးကျယ်သွားမယ်လို့မထင်မိခဲ့ကြောင်းအဲ့ဒီအတော့တောင်းပန်ကြောင်းမှတ်ချက်ရေးသားတုံ့ပြန်ခဲ့ပါတယ်။ April 10ရက်က Facebook ပေါ်တင်ခဲ့တဲ့ဗာမာရဲ့ post မှာတော့သူ့အနေနဲ့တနက်ပြောင်းဝရရဲ့ရှိမှကိစ္စရေးဆက်လုပ်ဖို့ဘလို့မှမစွမ်းသာခဲ့ကြောင်းငလင်အပြီးမှာမြန်မာနိုင်ငံဖြတ်တန်းရတဲ့အခြေအနေကသိုးတထက်သိုးသွားကြောင်းရေးသားထားပြီးစစ်ကောင်စီကိုဝေဖန်ထားတာပါ။ သူ့ရဲ့ post ကမြန်မာနိုင်ငံမှာရှိတဲ့လူမှုကွန်ရက်သုံးဆွဲသူတွေကြားကြဲကြဲပြင်းပြင်းရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ဒါကအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာမင်းအောင်လိုင်းနဲ့တွေ့ဆုံပြီးတဲ့နောက်ရက်ပိုင်းအကြာအိန္ဒိယတန်ယုံစီကနေအခုလိုဖြစ်ရှင်းချက်မျိုးထွက်ပေါ်လာတာဖြစ်ပါတယ်ရှင်။